နေ့တော့လေအမနဲ့ကဘေးချင်းကရက်ဘေးချင်းကအမချောင်းတရားတွေတော့ပြောတာကျောင်းသားဘဝတော့ကပန်းချန်ထဲမှာသွားပြီးတော့ထိုင်ကြည့်ရတာလေကိုသားကြီးနဲ့မမျိုးနဲ့ရိုက်တော့ကျောင်းနေပါလေနောက်ကျပြီးတော့လေလွယ်ကြီးပေးချပြီးတော့ခြောက်တန်းကျမကြည်ကြည်နက်နက်ကြီးထိုင်ကြည့်တာပြီးရတဲ့ကျောင်းနောက်ကျအစောခံတယ် memory ကိုပြန်မခေါ်ခိုင်းနဲ့လေဟုတ်တယ်နော်ကျောင်းမချွေးလိုက်တာအထွက်ပြီးအင်းကြီးကလည်းဒီမှာအကျက်လေးဝတ်ထားရဲဆိုတော့အုံနဲ့ကမထွက်တော့ဘူးရှင် မတရက်လောက်အိတ်တယ်ပြီးလို့ရှင်ကလောပြန်ပြန်သွားတာပင်တရမှာရိုက်တယ်ဆိုတော့လေအမရောမေမရှိတော့ပြန်သွားပြီပေါ့နော် အမအိတ်ပြန်တယ်အမတနာ ਈ ခွဲလောက်ပဲမောင်းသွားတော့အမလစ်လက်သွားကိုကညမဆိုစကားပြောချင်လို့ရှာမရှိတော့ကိုနဲ့မပြောချင်လို့သူပြန်တာလားမသိဘူးမေးကြည့်ရမယ်ဒါမေးကြည့်ရမယ်ကျမရဲ့ပထမအဆုံး opening scene ပေါ့ကျမစပြီးတော့ scene ပေါ်တက်တဲ့အချိန်မှာအိုက်စင်ရရတာပဲ ကျမတို့ပေါ့ဒါကဟိုအထိုင်တွေအကြည့်တွေအပြောတွေအဲကပါသေးတယ်ပေါ့နော်အဲ့လိုဆိုတဲ့ခါကျတော့တော်တော်လေးတော့မိညိုပထမဦးဆုံးစပြီးတော့အသက်သွင်းရတော့လေကျမတို့တော်တော်လေးကိုရင်ခုန်စိတ်လှုပ်ရှားပါတယ်အဲ့နေရတော့လေအဲအဲ့တဆင်းနဲ့ရရတာအဲ့နေရတော့အဆုံးတဆင်းနဲ့ရရတာဒါပေမဲ့ခုနကပြောသလိုပဲမိညိုပထမဦးဆုံးကျမတွေ့ရတဲ့ခါကျကျမတွေကစိတ်แท้တာထဲထားတယ်မကတ်သေးဘူးဖြစ်တာအဲ့လိုဆိုတော့ဒါပေမဲ့ အခုလိုအဖြေကိုသဘောကျတယ်ပြောတော့ကျမဝမ်းသာတယ်ရှင်ချစ်ချူကြတယ်ဆိုတဲ့အပေါ်မှာတော့ကျမဝမ်းသာပါတယ်နောက်နောက်ရဲ့မေးလေးရကြတော့ကျမနည်းနည်းလန့်နေရှင်ဘာဖြစ်ပါကျမအကျိုးစားထားပါတယ်အဲကျူးစားတဲ့အတိုင်းတွေတော့အများချင်းချင်းပါတယ်။ကျမကပါတဲ့အဲကျမရဲ့ one piece လေးကိုတိတိကျကျလေးကယူဆိုင်ပြီးတော့ကြည့်ပေးကြတဲ့အတွက်လည်းကျမတကယ်ကိုဝမ်းသာပါပဲ။ ုံကပူဆုံပါပဲဆိုတာလည်းဝမ်းတာပါတယ်ဒီမှာတော့ကျွန်မပူဆုံကမိညိုပါပဲဆိုရင်တော့ပို့ပြီးတော့ဝမ်းတာမှာပေါ့နော်အာဘာဖြစ်လို့လက်ခံပြလဲဆိုတော့ဒီ character မိညိုဆိုတဲ့ character ကိုကိကကကပူဆုံကိုခေါ်ပေးပါလို့ပြောတယ်ရှင်အဲ့ဒါကို director လက်မခံလည်းမဖြစ်သေးဘူးလေနော် director လည်းလက်ခံတယ်ဒေါက်တာတို့လည်းလက်ခံတယ် producer လည်းလက်ခံတယ်အာပြီးတဲ့အခါကျတော့ဟိုပါပေါ့ကွန်မိုနီပေါ့ကွန်မိုနီဆိုလို့ရှိရင်ကထောက်ခံပေးရပေါ့နော်ဥပဒေထောက်ခံပေးရနှုတ်နဲ့ပေါ့နော်ဒါသူလည်းထောက်ခံပေးရအဲ့ဒီတော့လည်းကျွန်မအကောင်လုံးအကျဉ်းချုပ်တင်ပါတယ် အဲရိုက်ကူးဖြစ်တာကတော့အော်သူက Oscar value ရှိတယ်။ Oscar value လို့တောက်လျှောက်မပါပါဘယ်သူကြောင့်မို့သူ့ကိုတတ်တယ်ဘယ်သူလဲဘယ်သူလဲဘယ်သူလဲဆိုတာနောက်ဆုံးထိဖြစ်သွားတဲ့ဟာမျိုးဖြစ်တယ်ပေါ့နော်။အဲ့ခါကျတော့အဲ့ဒီအတွက်လဲကျွန်မကဘယ်သူလဲလို့ဆီနေတာ။အရန်တော့အရန်ဆိုးတာနော်။သူတို့တွေတော့သူတို့ချစ်သူဦးကအရန်ဆိုးတာနော်။ အမဟိုအမနဲ့အမြဲအဲ့ဘာတောက်ချက်ပါအိုးနေတော့လေအမနဲ့ကဘေးကျက်ကရဘေးကျက်ကအမခံကားတွေတော့ပြောတာအဲ့ဒါဆိုကိုငငယ်စိတ်ကြောင်းသားဘဝလုံးကပန်းချန်ထဲမှာသွားပြီးတော့ထိုင်ကြည့်ရတာလေကိုတိုင်းနဲ့မမျိုးနဲ့ရိုက်တော့ကျောင်းနေပါရင်နောက်ကျပြီးတော့လေလွယ်အကြီးပေးချပြီးတော့6တန်းကျမအဲ့မှာတော့ကြည့်ရအမကသမင်းတိုလေးနဲ့ ဒရိုက်တာကကွယ်လွန်တော့ဖြစ်တဲ့ဒရိုက်တာမောင်ဝနာပေါ့အမပြောတာအဲ့တုန်းကတော့ပြဿနာမသိဘူးမင်းသားမင်းသမီးနှစ်ယောက်ပဲသိတယ်အာကိုသားကြီးနဲ့အမနဲ့ပေါ့နော်အဲ့ဒီကရိုးတန်တာထုံးတော့မဲချစ်ချစ်နဲ့မကြီးထိုင်ကြည့်တာပြီးရတယ်ကြောင်းနောက်ကြအစောခံတယ်အဲ့ဒါလည်းအမရပဲအမကပြောပြရတယ်အမနဲ့အဲဆုံတဲ့ကားရောရှိပါတယ်ဒါပေမဲ့ လို့ memory ကိုပြန်မခေါ်ခိုင်းနဲ့လေဟုတ်တယ်နော်မချွေးလိုက်တာအထွက်ပြီးအင်ကြီးကလည်းဒီမှာအချက်လေးဝတ်ထားရဆိုတော့အုံးကမထွက်တော့ဘူးရှင်အဲ့လိုဆိုတော့အခုလောလောဆယ်တော့ဒီကားပေါ့ရှင်ကိုနေထက်ဆိုတာကသူပထမဦးဆုံးပထမဦးဆုံးရိုက်တဲ့ကားမှာကိုနေထက်ကမင်းသားနေထက်တည်းကမင်းသားအာဒိုက်တာကွယ်လွန်သွားတဲ့ကုတဲ့နေအဲ့ထဲမှာကိုနေထက်ကိုနေမျိုးအောင်မင်းထက်ကျော်စင်ဒရိုက်တာဝိုင်းက ဒေါက်တာဝိုင်းဒေါက်တာဝိုင်းအဲ့ချိန်မှာကကြတော့သူအာနာမည်နာမည်နာမည်တစ်မျိုးနဲ့ဝိုင်းမဟုတ်ဘူးတရုတ်ဆောင်နာမည်နဲ့ရိုက်တာအဲ့လိုဆိုတဲ့အခါကျတော့အကုန်လုံးကကိုယ့်ဆရာတွေရဲ့ဖြစ်လာကျမအဲ့ရပထမဦးဆုံးရိုက်ရရိုက်တဲ့အချိန်မှာလေထလင်းဆိုတာကြီးက TV တွေကလူယူခုမှမြင်ရတယ်အဲ့လိုပဲမင်းမျိုးအောင်ဆိုရရမြင်ရတယ်အဲ့တော့မင်းထကျော်စင်ဆရာဝန်ထုတ်တယ်သူကမင်းထကျော်စင်ဆိုတော့လည်းအဲ့လိုပဲမြင်ရတယ်အဲ့လိုဆိုတဲ့အခါကျတော့ ုငငယ်တုန်းကလည်းကြီးခဲ့တဲ့မင်းသမီးကလည်းပါတယ်ကိုပထမဆုံးရိုက်ခဲ့တဲ့ပါတယ်ပါတယ်ဆိုတော့လေဟိုပါလဲအာကျွန်မဒီကတော့စိတ်လုံရှားရတယ်လည်းမပြောနဲ့ပေါ့ရှင်ဟုတ်အဲ့လိုလည်းဖြစ်တယ်လို့ပြောလိုက်တာ။အဲအဲ့လိုတော့အသိမဖြစ်ဘူး။ဘာလို့လဲဆိုတော့အသက်အရွယ်ရလာမသိဘူး။အသက်အရွယ်ရတော့ကျမနည်းနည်းတော့အရင်ကလိုတော့လေ။ဟိုရောက်ရတဲ့ခက်မနေတော့ဘူးပေါ့ရှင်။သိလား။ဟုတ်ပါတော့ဆုံးသင်းမှုရ။ဟုတ်။ ့ဩဟုတ်တယ်ကျမကအဲ့တုန်းကတော့ကျမတို့ဂျပန်ကားလေးကိုပြန်လိုက်တာအကို၃ယောက်ရဲ့ညီမပေါ့အဲကျမရဲ့ကြီးစားဒရိုက်တာကိုဝိုင်းပေါ့အဲအဲ့လိုအဲ့လိုမျိုးပုံစံလေးလိုက်တာအဲ့လိုမျိုးအခက်ခဲရတော့အများကြီးရှိတယ်ကျမမငိုတတ်ဘူးလေမငိုတတ်တော့မင်းသမီးကမဆုနိုင်နဲ့ကျမဝိုင်းတင်လို့ကြတာပေါ့ချင်အဲ့မိကောင်ကနည်း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 တအားမြောက်ပင့်လို့ရကြတယ်တရားထက်ကြော်နေဘူးဘာပဲပြောပါ အာဘယ်လိုပဲဖြစ်ပါကျမကိုအဲ့လိုမျိုးလေးသုံးသက်ပေးကြတဲ့အတွက်ကျမကျေးဇူးလက်တင်ပါတယ်မနေ့ကလည်းကြည့်ကြမှာပေါ့ကျမဘယ်လိုဖြစ်လိမ့်လဲမောသွားတယ်ဆိုတော့ကျမကျေနပ်တာပေါ့ဟုတ်ကြောင်ရှေ့ဖြစ်နောက်ဖြစ်တယ်ပြောတာပေါ့အမတရက်လောက်အိတ်တယ်ပြီးလို့ရှင်ကလောပြန်ပြန်သွားတာပင်ကြီးရမှာရိုက်တယ်ဆိုတော့လေအမရောမေမရှိတော့ဘူးပြန်သွားပြီပေါ့နော်အမအိတ်ပြန်တယ်အမခဏ အမကသူ့အစင်းမပါဘူးနေဆိုသူပြန်တယ်လေခဏနီနီပဲဟိုတနာရီခွဲလောက်ပဲမောင်းတော့အမလစ်လက်သွားကိုကညမဆိုစကားပြောချင်လို့ရှာမရှိတော့ကိုနဲ့မပြောချင်လို့သူပြန်လာလားမသိဘူးမေးကြည့်ရမယ်။ဒါမေးကြည့်ရမယ်။ခုနကပြောလို့ပဲကျမကအာဒီကားမှာမိညိုဖြစ်ချင်တာပါ။အပူဆုံးဆိုတော့ကြောက်ချင်တာပါ။အဲ့လိုဆိုတော့တွေ့ရတယ်အဲ့လိုလေးခေါ်တယ်ဆိုတော့ကျမဝမ်းသာတာပေါ့။အဲ့ဒါကျမတို့လား။မုတ်တေမုတ်တေတော့ယူလာတယ်သူက အားမနာနည်းနည်းမဟိုမပေါအားမနာဘူးလားဒီမှာဖြေနေရတာမိတ်ကပ်တွေရောအဝိစားနေပဲဝစ်ပြီးရောသူကသူကမုတ်တေနဲ့သူကနည်းနည်းအားမနာဘူးလားအားနာတင်တယ်နော်အားနာတင်တယ်အမတွေတငယ်ချင်းတွေဆိုတာကျမစာလုံးရေးစတဲ့ရာတို့နဲ့ဒီလူပညာလမ်းကိုစာလျှောက်ကြအောင်เนาะအဲ့တော့ပြောမနာဆိုမနာတွေဖြစ်တယ်အိမ်တွေလည်းအတင်းတက်တယ်ဘုတ်တွေဒါစားတယ်ဓမိနနာစားတယ်အာတကယ်ကို မိသားစုတွေပါပဲ ျမတို့ဒီရက်ဟောနောက်ပိုင်းနေမှာကဟိုကျမတို့နဲ့ရွယ်သူတွေကလည်းပဲအာတချို့ဒီလောကလည်းရှိသေးတယ်မရှိရသူတွေလည်းရှိတယ်ပေါ့အဲ့တော့ဒီလောကထဲမှာရှိရသူတွေဒီလူတွေမှတန်ဖိုးမထားရင်တန်ဖိုးထားမဲ့သူတွေမရှိတော့ဘူးရှင်အဲ့လိုဆိုတော့သူတို့နဲ့ကြတော့ညီမတွေလို့ဖြစ်နေရတယ်အခုပါကြည့်အဲကျမတို့အာအောက်တိုဘာအောက်တိုဘာ31မှာဒီကားလေးရောက်ကြနေပေါ့နော်ရုပ်တင်ပါမယ် ုံတင်တဲ့အခါမှာပေးရတဲ့တစ်ကတ်နဲ့တန်တဲ့ကားကောင်းကောင်းဖြစ်ပါတယ်။အဲ့လိုဆိုတော့အဲကျွန်တော်တို့ကားလေးကိုလာရောက်ဝင်ရပြီးတော့အပေးပါပြီးတော့ဝေဖန်အကြံပေးပါလို့ပြောချင်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။